်မြမရေတက်မှာဆိုရင်ရင်းငုတ်သွင်းပေါ်နှစ်စီးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်မြမရေတက်မှာတော့ရေတက်စစ်တီပေါင်း3000ကျော်တာဝန်ထမ်းဆောင်နေတာဖြစ်ပြီးစစ်ရင်စုစုပေါင်း228စီးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်မင်းရဲ့တင်ကသူတို့အမိပေးထားတဲ့ရင်းငုတ်သွင်းပေါ်ကို2029ခုနှစ်မှာစတင်တက်တော့ဝင်တာဝန်ထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်အဆိုပါရင်းငုတ်သွင်းပေါ်ကို1988ခုနှစ်ဩဂုတ်လ26ရက်နေ့ကနေ2018ခုနှစ်အထိအိန္ဒိယရေတပ်မှာ နှစ်ပေါင်း30ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ပြည်လဲပြင်းစင်က2019ခုနှစ်မှာမြန်မာရေတပ်ကိုလွှဲပြောင်းပေးခဲ့တာဖြစ်ပြီး2020ခုနှစ်မှာစတဲ့တာဝန်ထမ်းဆောင်စီခဲ့တာပဲဖြစ်ပါတယ်မြန်မာရေတပ်အတွက်ဒုတိယမြောက်ရေငုပ်သင်္ဘောကိုတော့တရုတ်နိုင်ငံကဝယ်ယူခဲ့တာဖြစ်ပြီး2021ခုနှစ်ဒီဇင်ဘာ24ရက်နေ့84နှစ်မြောက်ရေတပ်အခမ်းအနားနေ့မှာစတဲ့တပ်တော်ဝင်ခဲ့တဲ့မင်းရဲကြော်ထင်ပဲဖြစ်ပါတယ်အတိအကျမရှိတဲ့သတင်းတွေမှာတော့ မြမရေတက်ခွဲမှာရင်းငုတ်သင်္ဘော၃စီးအထိကိုပိုင်ဆိုင်ထားပြီလို့လည်းဖော်ပြထားတာရှိပါတယ်